မင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေခင်ဗျာကျွန်တော်ရဲ့ဆွေမျိုးညီကိုမောင်နှမတွေကိုကျွန်တော်ယနေ့ဘုဒ္ဓတာစကားလေးတစ်ခွန်းဖြန့်ဝေခွင့်ပြုပါခင်ဗျာကျွန်တော်ဖြန့်ဝေခြင်းတဲ့စကားလေးကတော့ဘယ်အရာကိုမှအလကားမလိုခြင်းပါနဲ့အကြာရာအားလုံးကိုအလကားလိုခြင်းတဲ့သူဟာအလကားလူဖြစ်တတ်ပါလေခင်ဗျာမိတ်ဆွေပေါင်းတဲ့ဆွေမျိုးညီကိုမောင်နှမတွေရဲ့ တန်ဖိုးကူညီမှုကိုမယူပါဘူးလားလို့မေးရင်တန်ဖိုးကူညီမှုဆိုတာကအမှန်တမ်းရတော့ယူသင့်ပါလေတကားသူကတန်ဖိုးကူညီတဲ့အပေါ်မှာမိမိတို့အနေနဲ့မตาရဖို့ပဲဥအောင်နေတဲ့သတိပေးချင်တာပါသူတော်ဘာကပေးတဲ့အကူအညီပေါ်မှာตาရနေတဲ့သူဟာသူတော်ဘာရဲ့နောက်လိုက်ဖြစ်တတ်ပါလေနောက်တခါသူတော်ဘာမပေးတော့ပစ္စည်းကို အချောင်လူကျင်တဲ့သူဟာလေဘယ်တော့မှအဲ့ဒီလူရဲ့ဘဝနေကုန်မှာမလပတတ်ပါဘူးသူများပစ္စည်းကိုအချောင်ရလို့ယူတဲ့သူအလွယ်ရလို့တူတဲ့သူခိုးယူတဲ့သူတွေဟာလေဘဝမှာတိမ်ဖြင်းဆုံးလူတွေပဲဖြစ်သွားတတ်ပါလေသူတစ်ပါးရဲ့ပစ္စည်းကိုအချောင်လူကျင်တဲ့သူခိုးယူတဲ့သူတွေဟာလေယခုဘဝနောက်ဘဝမှာ သူ့ရဲ့ဘဝဘယ်တော့မှအေးချမ်းတာယာမှုမရရှိစေနိုင်ပါဘူး။နောက်ဘဝကိုမပြောနဲ့ယခုဘဝမှာတောင်မှသူတစ်ပါးရဲ့ပစ္စည်းကိုအလကားယူထားရင်အချောင်ယူထားရင်ခိုးယူထားရင်သူတို့ရရှိတဲ့ပစ္စည်းတွေဟာဘယ်တော့မှမမြဲစေနိုင်ပါဘူး။အလဟဒအချီအနီကျမ်းမာရေးကြောင့်မဖြစ်ဖြစ်မလိုအပ်လားအပ်တဲ့အနေထားတွေလည်းပဲဖြစ်ဖြစ်အဲ့ဒီရရှိထားတဲ့ငွေကြီးတွေဟာ အချီးနီးအလခါဆုံးရှုံးသွားတတ်တာကိုသတိပြုမိကြစေချင်ပါတယ်ကျွန်တော်ရဲ့ညီကိုမောင်နှမတွေသူတစ်ပါးကပေးတဲ့ပစ္စည်းကိုဘယ်တော့မှအလကားလည်းမယူပါနဲ့ကျေးဇူးကိုလည်းမမေ့ပါနဲ့သူတစ်ပါးရဲ့ကျေးဇူးထိမ်မှုတော်သူမီးလို့ဘူးတဲ့ကျွန်တော်တို့အညာကျေးလက်ဒေတာတွေမှာတော့သူများတွေရဲ့အလှူမင်္ဂလာပွဲကိုသွားပြီးတော့စားတဲ့တောက်တဲ့နေရာမှာတောင်မှ ရှေးလူကြီးသူမကြီးကနင်တို့ဟာသူများကြွေးတာအလကားတော့မစားခဲ့ပါနဲ့တရားလေးတော့နာခဲ့လိုက်ပါအောင်ဆိုပြီးတော့တရားနာခြင်းကုသိုလ်လေးနဲ့ကျွန်တော်တို့အလှရှင်ကိုချီးမြှင့်တဲ့အနေနဲ့ကျေးဇူးဆိုတာဆက်တက်ပါလေကျွန်တော်ရဲ့ညီကိုမောင်နှမများမိမိတို့အနေနဲ့သူတစ်ပါးကကုညီပံ့ပိုးခဲ့ရင်လေကျေးဇူးတင်ဖို့မမေ့ပါနဲ့ကျေးဇူးဆက်ဖို့လည်းမမေ့ပါနဲ့ ကျေးဇူးတင်ကြောင်းပြောဖို့လည်းမမေ့ပါနဲ့သူတော်ဘာရဲ့ပစ္စည်းကိုအချောင်မယူခြင်းပါနဲ့ခိုးမယူပါနဲ့အဲ့ဒီလူကြီးရဲ့ဘဝဒီကုန်းကမလပါတာကိုသတိပြုပါလို့သတိပေးစကားကြီးပြောကြအပ်ပါလေခင်ဗျာကျွန်တော်ရဲ့ညီကောင်မောင်နှမတွေကိုစိတ်နှစ်ပါအေးချမ်းตายပါစီသူတော်ဘာပစ္စည်းကိုလိုချင်တဲ့စိတ်အတိတ်နဲ့သတိကပ်ပြီးတော့ဖြောက်ပါလို့ အကြံဉာဏ်များပေးလိုက်ပြရသည်ခင်ဗျာမင်္ဂလာပါ